နှစ်ပြည့်2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ဗုဒ္ဓဟူးနေ့အတွက်နောက်ဆုံးရမူလဝတ္ထအခြေအနေတွေကိုတင်ဆက်ပေးပါမယ်ရှင်။မြန်မာနိုင်ငံဟာအရှိနဲ့အနောက်မူလဝတ္ထအခြေအနေနှစ်ခုရဲ့တည်ရောက်မှုအောက်မှာဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့အနောက်ဘက်ဘင်္ဂလားပင်လယ်အော်ကိုကြည့်လိုက်ရင်လိပ္ပံနယ်ရပ်ဝန်ဟာအားပိုကောင်းလာပြီးရခိုင်ဘင်္ဂလားဒေ့ကန်ယူရန်အနီးကနေပဲမနက်ဖြန်မှာကုန်းတွင်းဘက်ကိုဝင်ရောက်ဖို့ရှိနေပါတယ်။ သူ့ချိန်ကြောင့်ရခိုင်ကမ်းရိုးတဲ့နဲ့မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာမနှက်ဖြံမှာမိုးရေဆက်လက်ရသောအမှာဖြစ်ပါရဲ့ရှင်။တစ်ချိန်တည်းမှာပဲရှေ့ဘက်ဒေါက်တရုတ်ပင်လင်မှာတော့ပိုပြီးကြီးမားတဲ့အန္တရာယ်တစ်ခုကအာရုံနေပါတယ်။တိုက်ဖုံးမုန်တိုင်းကင်မီကီဟာအခုဆိုရင်အာလွန်ကောင်းတဲ့ category 3ဆင့်တိုက်ဖုံးမုန်တိုင်းဖြစ်နေနိုဝင်ဘာလ6ရက်နေ့မှာဗီယက်နမ်နိုင်ငံကိုဝင်ရောက်ဖို့ရှိနေပါတယ်။ဒီမုန်တိုင်းရဲ့အကျဉ်းချန်တိန်တိုင်းတွေဟာထိုင်းနိုင်ငံကတဆင့်မြန်မာနိုင်ငံတောက်ပိုင်းဒေသတွေစီကို နိုဝင်ဘာလ10ရက်နေ့စနေနေ့လောက်မှာဝင်ရောက်လာပြီးမိုးရီပြင်းရွာစီအောင်မှာဖြစ်ပါရဲ့ရှင်။ဒါကြောင့်မိုးလေဝသပညာရှင်တွေရဲ့တုံ့သက်ချက်အရမြန်မာနိုင်ငံတောက်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေမှာနိုဝင်ဘာလ9ရက်နေ့တောက်ကြနေတရက်ထဲသာမိုးလေကင်းစင်လိုက်ပြီးတရင်ဘက်ကုန်ရက်တွေမှာတော့မိုးပြင်းရွာနိုင်တဲ့အခြေအနေရှိနေပါရဲ့ရှင်။ကဲဒါဆိုရင်မနေ့ပြန်အတွက်အသေးစိတ်ခမှန်ချက်တွေကိုလည်းကြည့်လိုက်ကြရအောင်ပါအထူးသတိပြုရမယ့်ဒေတာတွေကတော့မန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်း မကွေတိုင်းချင်းနဲ့ရခိုင်တို့ဖြစ်ပြီးအဲ့ဒီဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တဲ့အပြင်နောက်ထပ်နှစ်ရက်ထိမိုးဆက်ကြီးနိုင်တာကြောင့်ရေကြီးရှမ်းမှုတွေကိုအထူးသတိပြုကြဖို့လိုအပ်ပါမယ်ရှင်။မနက်ပြန်အတွက်အထူးသတိပြုရမယ့်မိုးလုံးများနိုင်တဲ့မြို့နယ်တွေကတော့ကချင်ပြည်ထဲကမြစ်ကြီးနာကြည်ဖွေးစကိုင်းတိုင်းကကတားမိုးညင်မော်လူအင်းတော်ဗမောက်ထီကြိုက်ကောလင်းမြို့နယ်တွေပဲဖြစ်ပါရဲ့ရှင်။ ပင်လယ်ပြင်အတွက်အမြင့်ဆုံးဆင်အန္တရာယ်သတိပေးချက်တွေလည်းရှိပါတယ်မြန်မာကန်ယူတန်တခြားနဲ့ကန်လွတ်ပင်လယ်ပြင်မှာလေပြင်းတိုက်ခတ်မှုနဲ့အတူလိုင်အမြင့်ဟာ6ဘီကနေ17ဘီထိရှိနိုင်ပါတယ်ပင်လယ်ပြင်ခြေနေဟာအလွန်ပဲကျန်းမာနေတာကြောင့်ကန်နီကန်ဝင်ရေလုတ်သားတွေနဲ့ပင်လယ်ခရီးသွားပြည်သူအလုံးပင်လယ်ပြင်တွင်တော်လှခြင်းမပြုလို့ကြဖို့အသံအနေအတွက်အထူးလေပေးတိုက်တွန်းလိုက်ရပါတယ်ရှင်လာနီညာရာသီဥတုကြောင့်နိုဝင်ဘာလကုန်ထိအခုလိုအခလုံးမိုးဖြစ်မှုတွေတုံ့ပြန်နိုင်သေးတာကြောင့် တောက်သူဦးကြီးတွေအနေနဲ့လည်းတိနဲ့ပြက်စီဆုံးရှုံးမှုမရှိအောင်ကြိုတင်ကာကွယ်မှုတွေပြုလုပ်ထားကြဖို့ကြံပြုရင်းဒီနေ့အတွက်မိုးလေဝသတည်ငြိမ်ကိုဆုံးသက်လိုက်ပါရစေရှင်မိုးလေဝသဖြစ်စဉ်တွေဟာချင်းနှင်းမြပြောင်းလဲနေတာကြောင့်ကျမတို့ CJ platform ရဲ့နောက်ဆုံးရမိုးလေဝသခန့်မှန်းချက်တွေကိုဆက်လက်ဆောင်ကြည့်ပေးကြဖို့မြစ်တာရခန့်အပါရရှင်။